်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စေကောင်းဆောင်မှရခိုင်တက်တော် AA ကိုအပြစ်ခတ်ရစေရေးကမ်းလှမ်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်2025ခုနှစ်နိုဝင်ဘာ25ရက်နေ့တွင်အာနာသိန်းစေအုပ်စုဤကောင်းဆောင်မင်းအောင်လိုင်းမှရခိုင်တက်တော် AA ထံသို့အပြစ်ခတ်ရစေရေးဆွေးနွေးရန်အကြောင်းကြားစာတစ်စောင်ပေးပို့ထားသည်ဟုမျိုးစုံသတင်းအရသိရပါတယ်သတင်းအရစေအုပ်စုဘက်မှစစ်အင်အားနှေးလာခြင်းနှင့် မြေမြေကျင်းသွားမှုများကြောင့်ဒေါ်လန်ရီတပ်ဖွဲ့များတဲ့တွင်အင်အားအပြင်းဆုံးဖြစ်သောရခိုင်တပ်တော်နှင့်တိုက်ခိုက်မှုများကိုခေတ္တရပ်ဆိုင်လိုသည့်မျှော်မှန်းချက်ရှိကြောင်းထုတ်ဖော်ခဲ့ကြပါသည်။သတင်းရင်းမြစ်များအရအမျိုးသားညီညွတ်ရေးအစည်းအရုံး NUG နှင့်အခြားတိုက်ပွဲဝင်တပ်ဖွဲ့များ၏တိုးတက်လာသောစစ်စင်ရေးအောင်မြင်မှုများကြောင့်စေအုပ်စုဘက်မှနိုင်ငံအနှံ့တွင်တုံ့သက်ချက်ပြင်းပြင်းထန်ထန်ပြုလုပ်နေကြသည်ဟုဆိုပါသည်။ထို့သို့သောအခြေအနေတွင်မြောက်လိုက်သည့်ပြည်လဲငင်းချမ်းရေးအတွက်အစိုးရအဖက်ကရခိုင်တပ်တော်နှင့်ဆွေးနွေးလိုကြောင်းဆိုသည့်စာတမ်းကို တဆင့်တဆင့်ကူးပြောင်းပေးပို့ထားသည်ဟုသိရပါတယ်။ရခိုင်တပ်တော် AA အနေနဲ့တော့သက်ဆိုင်ရာအကြောင်းအရာကိုလေ့လာဆွေးနွေးနေကြောင်းသတင်းထုတ်ပြန်မှုများကဖော်ပြထားတော့လေပြည်သူအကျိုးအမြတ်မရှိသောငြိမ်းချမ်းရေးအပြစ်ရများကိုလက်မခံနိုင်ဟုမသိခိုင်ခံမပြောပေမယ့်သဘောထားအနေနဲ့ပေါ်ပြလာလှနေပါတယ်။နောက်ဆုံးအနေနဲ့ဆေယိုစုဘတ်မှရခိုင်ပြည်နယ်အတွင်းစစ်ရေးဖိအားများပြင်းထန်လာခြင်း ရှမ်းပြည်နယ်နဲ့အေယာဝတီဒေသတွင်ထိန်းချုပ်မှုများဆုတ်ယုတ်လာခြင်းတို့ကြောင့်စေအုပ်စုဘက်မှငြိမ်းချမ်းရေးသဘောထားပြောင်းလဲလာခြင်းဟုနိုင်ငံရေးစည်းရေးတုံ့တက်သူများကတုံ့တက်ကြပါရယ်။တချို့တုံ့တက်သူများကစေအုပ်စုဘက်မှအပြစ်ရအကြံပြုချက်သည်နိုင်ငံတော်အတွင်းစည်းရေးတုံ့ပြန်မှုအတွက်အချိန်ဝယ်သည့်နိလာတစ်ခုသာဖြစ်သည်ဟုဆိုကြပြီးတကယ်ငြိမ်းချမ်းရေးလိုချင်လျင်စေအုပ်စုဘက်မှအရင်ဆုံးဖြီးသူအဖို့အကြံဖတ်မှုများရက်တက်ရန်လိုအပ်ကြောင်းလည်းထပ်မံအတည်ပြုခဲ့ကြပါရယ်။နောက်ဆုံးတွင်ရခိုင်တပ်တော်အနေနဲ့ပြည်သူအကျိုးမြတ်ကိုအခြေခံပြီးသားဆွေးနွေးမိဖို့ပြောဆိုထားသဖြင့် ဤအဖြစ်ခက်ရဆက်ရေးကမ်းလှမ်းမှုသည်တကယ်အဖြစ်သို့ရှောင်မလာပါကနိုင်ငံအတွင်းစစ်ပွဲများဆက်လက်ဖြစ်ပွားနိုင်ပြီဟုသုံးသပ်သူများကသတိပေးကြပါသည်ဆလပီဂျိုးပင်ကောက်စစ်စီရိတ်ကိတ်တိုက်ပွဲအတွင်းစေအိုစုဘက်မှဒူရဲအုပ်အပောင်း၅ဦးသည်တော်လိုင်းရဲရဲဘော်တအူးကြဆုံးနေဆွဲတဲ့တွင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ပဲခူးတိုင်းတာယာဝတီခရိုင်ဂျိုးပင်ကောက်မြို့နယ်ကစစ်တပ်စစ်စီရိတ်ကိတ်တစ်ခုကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရမှာဒူရဲအုပ်အပောင်း၅ယောက်သေဆုံးကတော်လိုင်းရဲရဲဘော်တယောက်လည်းကြဆုံးခဲ့ကြောင်း တာယာဝတီခရိုင်တိုင်ရင်3000ရှိရနှစ်တက်ခွဲလီမြေအောက်ပြောက်ကြားတက်ခွဲအုပ်ဖို့ထံကတည်ရပါတယ်။နိုဝင်ဘာ23ရက်နေ့မနက်၈နာရီခွဲလောက်မှာ GPK စေယုံအနီတဲခုံးလေးကြီစုရှိစစ်ကော်မရှင်တပ်စစ်စေးရေးဂိတ်ကိုကောက်ွယ်ရေးတက်ဖွဲ့တွေရှောင်းတခင်ဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဆိုပါစီးနှင်းတိုက်ခိုက်မှုအတွင်စစ်ကော်မရှင်တပ်ဘက်ကဒူရဲအုပ်ချော့စင်ထွန်းနဲ့စစ်ကော်မရှင်တပ်သား၄ယောက်မြန်မာတွင်ပွဲချင်းပြီးတေဆုံးကနောက်ထပ်တပ်သား၂ယောက်လည်းပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ မနက်9နာရီခွဲလောက်မှစစ်စေးရိတ်ဂိတ်ကိုသိမ်းပိုက်နိုင်ခဲ့ပြီးတော်လန်ရေးတပ်ဖွဲ့တယောက်လည်းကြာဆုံးသွားခဲ့ပါတယ်။အဲဒီဂိတ်ဖွင့်ထားတာ2021ကလေးကဆိုပါတော့အဲဒီဂိတ်မှာစာခါနဲ့ရဲ15ယောက်လောက်တော့အမြဲရှိတယ်ဗျ။ဖြစ်ခတ်မှုမှာခွေးတွေဘက်ကကြာတာကိုမြင်ရတာ9ယောက်ပြ2ယောက်ကတော့အရေးပေါ်ဈေးရုံတင်ထားရတယ်ကြားတယ်။ကျွန်တော်တို့ဘက်ကရင်မောင်းရဲဘော်တယောက်တော့ကြားတယ်။အခြားရဲဘော်တွေကတော့ထိခိုက်တာမရှိဘူးလို့တရားဝတိခရိုင်တရင်3800နဲ့တက်ခွဲလီမြေအောက်ပြောက်ကြားတက်ခွဲအုပ်ဖို့ရဲ့တာဝန်ရှိသူကသတင်းဌာနကိုပြောပါရယ် ိုက်ခိုက်မှုအတွင်းစစ်ကောမရှင်တပ်ထံက MA30 တက်လက် G3 တက်လက် G4 တက်လက် G3 G40 တောင်း MA30 G20 တောင်းကြီးပေါက်၃ခုလက်ပြပုံ၃လုံးနဲ့လက်ထိတ်တစ်ခုတို့တင်စီရရှိခဲ့တယ်လို့သိရပါတယ်။ပြည်သူတွေနဲ့တော်လိုက်ရတဲ့ဖွဲ့တွေကိုဒုက္ခပေးနေတဲ့စစ်ကောမရှင်တပ်ဖွဲ့ဝင်တွေနဲ့သူတို့ရဲ့ထောက်တိုင်တွေကိုပါအရှိန်မြင့်တိုက်ခိုက်သွားမှာဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့လည်းအစိုးရတပ်ဖွဲ့တွေအနေနဲ့တွာလာနေထိုင်ခြင်းမပြုလုပ်ကြဖို့အတိပေးထားပါသေးတယ်။ ဆက်လက်ပြီးအမျိုးသမီးတအုပ်ကိုထိုးကြိတ်ကတနက်ပြချင်းချောင်းမှုဆွဆွဲချက်ဖြင့်နေပြီးတော့ PDF စစ်တောက်ချုပ်ဘူတူဝင်စစ်ဆေးခံရရတယ်ဆိုတဲ့တင်နေဆဲဆုခဲ့ချင်းတာဖြစ်ပြီးရိုင်းနဲ့ချင်းချောက်ခြင်းမရှိခဲ့ဘူးဟုဘူတူဝင်တုံ့ပြန်နေဆိုတဲ့တင်ကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်အမျိုးသမီးတယောက်ကိုထိုးချိတ်ရိုက်နှက်ပြီးတနက်နဲ့ချင်းချောက်ခဲ့တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့နေပြည်တော်တိုင်းစစ်ဌာနရဲ့စစ်ထောက်အရာရှိရဲဘော်ဒူဝင်ကိုခေါ်ယူစစ်ဆေးမေးမြန်းနေပြီဖြစ်တယ်လို့ PDF နေပြည်တော်တိုင်းစစ်ဌာနကိုကဲရဲအဖွဲ့ကထုတ်ပြန်ပါတယ် ဒီဖြစ်စဉ်အပေါ် NUG ကာကွယ်ရေးဝန်ကြီးဌာနအပါဝင်ဌာနဆိုင်ရာတွေကိုလိမ့်မှုတိုင်ကြားထားတဲ့ကာယကံရှင်မတ်တန်နာအောင်ကတော့နေပြီးတော့ PDF စစ်တောက်ချုပ်ဘူဒူဝင်ကိုလောက်ရက်နဲ့ထိုက်တန်တဲ့အပြစ်ပေးစီခြင်းကြောင်းပြောပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့ကနေပြီးတော့ PDF စစ်တောက်ချုပ်ဘူဒူဝင်ဟာသူတို့လင်မယားရန်ဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးနှစ်ယောက်သားစကားပြောဆိုနေရင်ကနေသူ့နေအိမ်မှာလာရောက်တဲခုနေတဲ့မတ်တန်နာအောင်ကိုဆဲဆိုရိုက်နေရင်တနက်ပြချင်းချောက်ခဲ့ကြောင်းမတ်တန်နာအောင်ကပြောပါတယ်။ မတန်နာအောင်ကသူ့အဖို့ကိုတိလက်ရောက်ကျူးလွန်ခဲ့မှုနဲ့ဘူတူဝင်ကို NUG ကကွယ်ရေးဝင်ကြီးဌာနအပါဝင်ကရင်ပြည်လူမျိုးပေါင်းစုံပြည်သူ့လူမျိုးရေးတပ်ဦးကလလတာကရင်ပြည်ဂျားကလာအုပ်ချုပ်ရေးကောင်စီ IEC အမျိုးသမီးနှင့်ကလေးသူငယ်ဌာနကရင်ပြည်ရဲဌာန KSB ကရင်ပြည်တပ်ပေါင်းစုံ CUC အဖွဲ့ GCS နှင့်ကရင်အမျိုးသမီးအစည်းအရုံး KNWO တို့ကိုတိုင်ကြားထားကြောင်းသိရပါတယ်။မတ်တနာအောင်ရဲ့တိုင်ကြားစာထဲမှာဘူတူဝင်က M4 တနက်နယ်လံပြစ်စတိုတလက်ကင်က ေါသတကြီးသူ့လက်ပင်ကိုညှက်ကောင်ပါတချက်ရိုက်ခဲ့ကြောင်းလက်သီးနဲ့ထိုးဖို့ချိန်ရွယ်စဉ်ဘိုးတူဝင်အမျိုးသမီးရဲ့တူကကပေးခဲ့လို့မထိုးမိခဲ့ပေတနက်ပြချင်းချောက်ခံရကြောင်းစားတဲ့အကြောင်းညာတွေပါဝင်ပါတယ်ဒီဖြစ်စဉ်အပေါ်နေပြီးတော့ PDF စစ်ထောက်ချုပ်ဘိုးတူဝင်ကိုသတင်းဌာနကဆက်သွယ်မေးမြန်းခဲ့ရမှာတော့သူ့အနေနဲ့မတ်တနာအောင်ကိုဆဲဆိုခဲ့ရုံကအလွယ်လို့ကိုတိလက်ရောက်ကျူးလွန်ခဲ့ခြင်းမရှိကြောင်းနဲ့စစ်ဆေးမှုခံယူနေကြောင်းပြောပါတယ်အဲ့ဒီနေ့ကကျွန်တော်ဘုံခိုကျင်းတဲ့ကနေရှုံးပြန်မှု ျွန်တော်တနက်သုံးလက်ယူပြီးအပေါ်တက်လာတာသူကဘာဖြစ်တာလဲကျမကြောင့်ရန်ဖြစ်တာလားဆိုမိတာပြဿနာမဖြစ်ခင်ညာကသူ့ကြောင့်ကျွန်တော်တို့လင်မယားရန်ဖြစ်ထားလို့သူ့ကိုနင်းကြောက်ငါတို့လင်မယားရန်ဖြစ်တာဆိုပြီးဆဲတာပေါ့ဒါပေမဲ့တနက်နဲ့လည်းမချိန်ခဲ့တယ်လို့ပါလဲမရိုက်ခဲ့ပါဘူးလို့ဘိုးသူဝင်ကသတင်းဌာနကိုပြောပါတယ်မတ်တန်နာအောင်ကတော့ဘိုးသူဝင်ဟာသူ့အပေါ်ကိုတိလက်ရောက်ကျူးလွန်မှုကြောင့်ညနာပေါ်ထိခိုက်ဒဏ်ရာရရှိခဲ့မှုနဲ့ကျူးလွန်ခံရချိန်မှာမျက်မြင်သက်သေတွေပါရှိကြောင်းပြောဆိုထားပါတယ် လက်ရှိမှာလည်း PDF နေပြီးတော့တိုင်းစစ်ဌာနကုကဲ့ရဲ့အဖွဲ့ကဗိုလ်တူဝန်ကိုဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးစစ်ဆေးမင်းမြန်းနေကြောင်းစာထွက်လာပါတယ်။ဒီအပေါ်မတ်တနာအောင်ကတရင်တပ်ဖွဲ့ကထုတ်ပြန်ထားတဲ့အပေါ်လို့ပြောရင်ရုံစာနဲ့လက်မှတ်ထိုးတာမပါတာတခုတည်းနဲ့အတင်တွေးလို့ရပါတယ်နော်။အဖွဲ့အစည်းတစ်စိမ့်နဲ့လက်မှတ်မပါတဲ့အရာတခုကအကျုံးဝင်ပါသလား။ထိုက်ရိုက်သက်ဆိုင်ပါသလား။အမားကတော့အမှန်အတိုင်းရှေ့ဆက်မှာပါ။သူလောက်ရက်နဲ့ထိုက်တန်နဲ့အပြစ်ပေးခံရတာပဲလူချင်းပါတယ်လို့သတင်းဌာနကပြောပါတယ်။ တဖက်မှာလည်းဗိုလ်သူဝင်ကအခုလိုတိုင်ကြားခံရမှုဟာပုံကိုရေးမကျင်တဲ့ချက်အပေါ်ရည်ရွယ်ချက်ရှိရှိတိုင်ကြားတာဖြစ်ကြောင်းခြေပပြောဆိုထားပါတယ်။ပြည်ထနာမဖြစ်ခင်ညကကျွန်တော်အမျိုးသမီးနဲ့စကားများပါတယ်။သူကြောင့်ပါဘာလို့လဲဆိုတော့အဲ့ညာသူကစသလိုနောက်သလိုနဲ့ကျွန်တော်မိမကိုအလင်းဝင်ဖို့ပြောပါတယ်။အဲ့ဒီကိစ္စမဖြစ်ခင်ရှေ့ရမှာ KSB ရှုံလေရင်ကျဲခံရတော့သူ့ကို စိတ်ခုထားတာရှိပါတယ်။အဲ့ကောင်တွေတေတာနေသေးတယ်လို့ပြောတာကျွန်တော်ဒေါသထွက်သွားတယ်။ ။အဲ့ဒါနဲ့မိမကိုပြောတယ်နှစ်သက်ငယ်ချင်းကိုဆက်ထားလို့မရတော့ဘူးဆိုပြီးအဲ့ကနေပြဿနာဆဖြစ်တာပါလို့သတင်းဌာနကိုပြောပါတယ်။မတန်တာအောင်ဖက်ကတော့အမကတော့အမတ်တရားတိုင်းရှေ့ဆက်မှာပါသူ့လုပ်ရတဲ့ထိုက်တန်တဲ့အပြစ်ပေးခံရတာပဲလိုချင်ပါတယ်။မြင့်မြင့်တက်တည်ပုံစေးမတန်အတန်ဖိုင်း SS အကုန်ရှိတယ်နော်။လိုအပ်ရင်တက်တည်ဖိုင်တွေပါပေးပါမယ်လို့သတင်းဌာနကိုပြောပါတယ်။ဒီဖြစ်စဉ်မှာချိန်ချောက်ရိုက်နှက်ခံရကြောင်းတိုင်ကြားထားတဲ့မတန်တာအောင်ဟာဒီမော့ဆိုအနောက်ချမ်းရှိဒေသခံတွေနဲ့စစ်ပေးရှောင်တွေအတွက် ခရိုရှေဖော်ကယင်နီဆိုတဲ့လက်မှုပညာသင်တန်းကျောင်းတည်ထောင်ဖွင့်လှစ်ထားသူလည်းဖြစ်ပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။